ကဲဒီနေ့ကတော့ကျွန်တော်တို့အားလုံးမျှော်လင့်နေကြတဲ့ငပိထောင်းလေးလေးပေါ့နော်ငပိထောင်းကိုမှကျွန်တော်တို့ကရက်ရှည်စားလို့ရမယ်အရန်လဲစားလို့ကောင်းမယ်အထားလဲခံမယ်ငပိထောင်းထောင်းလေးလေးပဲဖြစ်ပါတယ်နော်အဓိကဗားလေးတွေလိုအပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကငပိကောင်းတာလေးလိုအပ်ပါမယ်နော်နောက်တစ်ခါပင်နံသီးစိမ့်လေးလိုအပ်ပါမယ်နော်နောက်ဒါပစွန်ချောက်ဒုံးချောက်ကလေးပေါ့နော်ဒုံးချောက်ကလေးပါပါမယ်နောက်တစ်ခါကျတော့ကြက်သွန်ပြူပေါ့နော်အဲကြက်သွန်ပြူလေးမှတခုပြောချင်တာကကျတော့ကျွန်တော်တို့ဒါဗမာဥပေါ့နော်ဗမာဥကကျတော့ ဥနည်းနည်းသေးတယ်ဒါပေမဲ့မွှေးတယ်ဟိုရှမ်းဥကကြတော့ဥကြီးတွေကကြီးတယ်ဒါပေမဲ့မမွှေးဘူးပေါ့နော်ဗမာဥလေးဥတော့၃၀ကျင်ပါတယ်လို့အဲဒီမှာပါတဲ့ဟိုအရာတွေဆိုလို့ရှိရင်ကျွန်တော်ငပိဆိုလို့ရှိရင်ဒါကငါချက်သားပါနော်ဒါဒါပဇွန်ကြောက်ဆိုလို့ရှိရင်ကျွန်တော်ကနှစ်ချက်သားပဲအသုံးပြုထားပါတယ်ဒါနောက်ကြသူကရေစိမ်လိုက်ရင်ပွားလာမှာပေါ့နော်ဒါပေမဲ့လို့ကျွန်တော်ကရေမစိမ်ဘူးအထားခံအောင် ဖြစ်တဲ့အတွက်နော်ရေနွေးလေးချပါမယ် ကဲဒါလေးရင်းသွေးချနေတဲ့အချိန်မှာကျွန်တော်တို့ကအခုဒီမှာပင်နံဒီစင်းလေးကိုစပြီးတော့လှော်ရတော့မယ်နော်အဲဒေဟုတ်ကင်းလေးပူလာပြီဆိုတော့ကျွန်တော်တို့ကဒီထဲကိုရေလေးနည်းနည်းထည့်လိုက်မယ်နော်အာတချို့ကကြတော့လာငုပ်သီးစင်းကိုဒီတိုင်းလှော်တာရှိပါတယ်ကျွန်တော်ကကြတော့အဘိုက်လဲမနာရအောင်နောက်တစ်ခုကကြတော့ဒါငုပ်သီးကကျက်ပြီးသားလဲဖြစ်သွားအောင်ကကျွန်တော်ကနော်အခုလိုမျိုးလေးရေထည့်ပြီးတော့ပြုတ်မယ် ုဒီမှာပွက်ပွက်လာပြီပေါ့နော်ဒါမှပွက်လာပြီရေလေးတွေကလည်းခန်းစာပြူလာပြီဒါကျွန်တော်တို့ကဒီရေကိုခန်းနဲ့အထိအဲ့ဒါပြုတ်ပေးရပါမယ်ကဲအခုဆိုရင်တော့ရေခန့်သွားပြီပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီမှာကြက်တုံပြူလေးတစ်ခါတည်းထည့်ပြီးတော့လှော်ပါမယ် မှွေနှားနဲ့ပဲပေါ့နော်အနံ့လေးတွေကမှွေလာပြီဒီအနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်လေးကိုအေးခံထားပါမယ်နော်ဒါကျွန်တော်တို့ကတလက်စားရပြီးတော့နော်ခုနကလေးကလော်ထားတဲ့ကြက်သွင်ပြူနဲ့ပင်နံဒီစိမ့်လေးအေးခံထားတဲ့အချိန်မှာကျွန်တော်တို့ကငပိလေးကိုဖုတ်ပါမယ်နော် ကျွန်တော်ဒီမှာလေးငပိအုံနာကိုကျွန်တော်တို့တလွှာချင်းလေးပေါ့နော်အပေါ်ကကျက်တဲ့ပထမဂျောလေးကိုကျွန်တော်တို့ကအပါလို့မယ်ပေါ့ခွာပြီးတော့ပကံလေးတွေကိုထည့်ထားမယ်နောက်ထပ်ကိုလည်းအဲ့လိုတလွှာချင်းလေးတလွှာချင်းလေးကိုကင်းသွားမယ်ပေါ့နော်နော်သူချက်ကလေးနဲ့ဘယ်ဒီတိုင်းလေးကျွန်တော်စက်ကင်သွားလိုက်ပါမှာနော် ကဲအခုဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့အကုန်လုံးကြက်သွားပြီပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ကအေးခံထားမယ်အဲ့ဒီအချိန်မှာမပါလို့မလဲဆိုလို့ရှိရင်စောစောလေးကနော်ရင်နွေးဖြောထားတဲ့ဒီမှာပစုံချောက်ဒုံချောက်ကလေးကိုကျွန်တော်တို့ကဒါလေးကိုဆဲဆဲပြီးတော့ရေတန်းလေးနဲ့ပြန်ဆေးပြီးတော့ထောင်းပါမယ်နော်ကဲဒါလေးဆိုရင်ကျွန်တော်အတန့်ဆေးပြီးတော့ပေါ့နော်ရေကိုညှစ် နှစ်ပြီးကမှဒါလေးထောင်းပါမယ်ကဲအခုလိုလေးမှာမုံညက်နေအောင်ထောင်းလိုက်တော့ကျွန်တော်ဒုံလေးတွေကဒီမှာဒါနှစ်ချက်သားเนาะနှစ်ချက်သားရဲ့ပမာဏအကျိုးတအားရလား ယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ကငယုတ်ဒီနဲ့တက်တံပြူလေးနဲ့လောထားတာလေးထောင်းပါမယ် ကဲငယုံတိနဲ့ကြက်သွင်ပြူလေးလည်းကျွန်တော်တို့ကမျက်လာပြီဆိုတော့နော်စောစောလေးကကင်းထားတဲ့ငပိလေးတဝက်ထည့်ပြီးတော့ရောထောင်းမယ်ပေါ့နော်အဲခဏလေးထောင်းပြီးသွားတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီထဲကိုထပ်ပြီးတော့ နောက်ထပ်ဘာလေးထည့်မလဲဆိုလို့ရှိရင်เนาะဒုံးကြောက်ကလေးထောင်းထားတဲ့ဟာလေးတဝက်ထည့်လိုက်ပါမယ်ထည့်ပြီးတော့လည်းအခုလိုမျိုးပဲနှံ့သွားအောင်တမသွားအောင်ဆက်ပြီးတော့ထောင်းပါအောင်မယ်เนาะနောက်ထပ်ကျန်းနေတဲ့ငပိရဲ့ဒုံးလေးရဲ့ကိုကျွန်တော်တို့ကဆက်ပြီးတော့ထည့်အောင်မှာပေါ့เนาะဒါငါချက်သားကျွန်တော်တို့တစုံစာအကြိုက်ပါပဲ ဒါလေးတွေထည့်ပြီးသွားရင်တော့ကျွန်တော်တို့ထုံးစံတိုင်းမဲ့အချိုမုံလေးကိုထည့်ကြအောင်ဆောင်ပါမယ်ထည့်ပြီးရင်ဒီလိုမျိုးလေးဆက်ပြီးတော့ထောင်းပါမယ်ခင်ဗျာထောင်းရင်တော့မှု့လား လိုမျိုးလေးစီးစီးပိုင်ပိုင်နဲ့အနက်မှုချိန်လာပြီဆိုရင်တော့ကျွန်တော်တို့ကမပီတောင်းလေးရပါပြီလားဒါလေးကိုကျွန်တော်တို့ကမြေပဲစုံစီစစ်စစ်ကလေးနဲ့ဆန်းလိုက်တော့လုံးဝပြည့်စုံသွားပြီပေါ့ဗျာ ဒီနေ့အတွက်ကတော့ကျွန်တော်တို့ဒီမှာနော်မပိထောင်း share လေးပေါ့နော်ကြည့်အဲ့ဒါလေးရယ်နောက်တစ်ခုကဒီမှာစိန်တလုံးတည်တည်တူလေးရယ်ဒီမှာအဆက်ပြေ၅ကြော်လေးရယ်ဒါဒါကျွန်တော်တို့အရှိမကြတော့ဒီငပိထောင်းရှိတယ်ဆိုလို့ရှိရင်ဟိုဒီတိုင်းတွအဝါကိုတည်တည်နဲ့တွစားတာတို့နော်ဒီတိုင်းလေးစားကြတာတို့ရေအများတယ်အဲ့လိုစားလို့ရှိရင်ဘာလို့ဆိုတော့ ဒီထမင်းကိုအရင်ဆုံးစီလေးဆန်းဖို့ကောင်းတယ်ဗျနော်အခုကျွန်တော်တို့ဆန်းထားတယ်ဒီဘက်ကဘဲဘဲရတော့ तू မဆန်းနဲ့ဆိုလို့ကျွန်တော်ဆန်းပြပထားပါဦးကဲစားကြပါအောင်ခင်ဗျာကဲဘဲဘဲထက်အတုံးကြီးဒါယူမလားဒါယူမလားအန်တယောက်က 红绿灯的大家也听啥？喏。该说雨啊。嗯，嗯，哪有了？ ကောင်းလိုက်တာအပြင်တော့ဆက်မှကျွန်တော်လည်းမဆက်ဘူးဒါထမင်းစားတော့ကျွန်တော်စကားဟိုပြောရလို့လည်းမကောင်းဘူးပေါ့နော် နော်ဒါမှမဟုတ်ကျွန်တော်ပေါ်အမြင်ဆောင်တာလေးတွေကိုကျွန်တော်ပြောပြပါမယ်နော်ဟိုဒီနေ့ကဆိုလို့ရှိရင်ကျွန်တော်ဂျူးနဲ့ငပိကောနော်အဲ့ဘလော်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်ပြောထားတာများပါတယ်နော်ဟိုသူကြတော့ထဲ့စားတယ်ကလေးတွေကြတော့ထဲ့မကြွေးဘူးနော်ဟောတော်တော်ကိုနှမျောတယ်နော်အတွန့်တူတယ်ပေါ့နော်အဲ့ဒါမျိုးကြီးတွေပြောတယ်နော်တကယ်တမ်းကြတော့အဲ့လိုမဟုတ်ပါဘူးနော်ကလေးတွေကကျွန်တော်နဲ့ဘလော့ရိုက်ဖို့ကြလဲသူတို့ရိုက်ချင်တယ် နောက်တစ်ခုကသူတို့မစားကျင်တဲ့ဟင်းဆိုလို့ရှိရင်เนาะသူတို့ကအခုဒီမှာဆိုရင်မြင်တဲ့အတိုင်းပဲเนาะဒါသူလည်းရိုက်ချင်တယ်ဘယ်ပဲလေးလည်းရိုက်ချင်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူ့အကြိုက်ငါးကြော်လေးတွေသူ့အကြိုက်ကလေးတွေပေါ့နော်ငါးကြော်ဒီမှာတည်သည်အဲ့ဒါလေးတွေထည့်ပေးရပါတယ်နော်အခုဒါဆိုရင်ကျွန်တော်တို့ကောင်းတယ်ဒါပေမဲ့လို့သူကမစားရဲမစားရဲတဲ့အတွက်ကြောင့်မလို့နော်မေးလိုက်တယ်မစားမစားတော့ဘူးဆိုလို့ဒီတိုင်းငါးကြော်လေးနဲ့ပြီးရတယ်ပေါ့နော် အဲ့ဒါမျိုးပါနော်ဟိုနောက်ကြတော့အမှတ်ထားပါကျွန်တော်ဒီဟင်းဟိုသူတို့ကိုထဲ့မပေးဘူးဆိုလို့ရှင်သူတို့မကြိုက်ဘူးကြိုးပြောထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထဲ့မပေးတာပါနော်ဒီဟင်းတပွဲကိုချက်ရတဲ့အတွက်လည်းကျွန်တော်ဘက်ကအပန်းမကြည့်ပါဘူးဘယ်လောက်ကြီးမှတဲ့ကိုမသွားပါဘူးနော်သူတို့ကြိုက်တယ်ဆိုလို့ရှင်ဒီမှာလက်တထိုင်နဲ့စားလို့ရတယ်နော်နောက်တစ်ခုကသူတို့ကြိုက်တဲ့ဟင်းဆိုအပြောလို့နော်ဆိုဆိုရောဘဲဘဲဟုတ်လား အဲအဖေကိုပို့တဲ့ဥစားလေးထည့်ပေးပါအမေကိုထည့်ပေးပါအမေကြီးကိုထည့်ပေးပါအမေကြီးကကြိုက်တယ်အဖေကကြိုက်တယ်နဲ့ဆိုပြီးတော့နော်ကျွန်တော်မှအဲ့လိုမျိုးပို့တယ်ဆိုလို့ရှိရင်အကုန်လုံးခွဲပေးရတာပါတွေးတာပါနော်အဲ့ဒါမျိုးကြီးထိဟိုကျွန်တော်ဘက်မှာတအားကြီးထိအမြင်နေမဆောင်ပါနဲ့လို့ဒါလေးကျွန်တော်ပြောချင်ထားတာတော့ကြာပါပြီပေါ့နော်ဒါမှမဟုတ်တိုက်တဲ့ဆန်တဲ့ဟိုဒီနေ့ကဂျူးနဲ့ဘာမှနော်ဟိုငဖားမငပိကောင်လေးမှပြောထားတဲ့ဒီများတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကရှင်းပြပေးတာပါနော်သူတို့က မစားကြပါဘူးအနှစ်ကလေးပဲစားကြတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့နောက်တစ်ခါတူမအကြီးမလေးရဲ့ပဲကျွန်တော်တို့နော်ငဖမ်းမလေးတွေထည့်စားကြတာပါဒါသူတို့တွေကမစားလို့မလို့အနှစ်နဲ့ပဲပြီးသွားတာပါနော်ဖြည့်ပြီးတော့လေလိုအပ်တာလေးတွေရှင်နဲ့ဖြည့်ပြီးတော့ကြည့်ပေးကြပါလို့နော်ဒါကျွန်တော်ဘက်ကလည်းဟလာအညာအစားတော့ဟင်းလျာတွေနော်နော်နောက်တစ်ခါမြမမုတ်ဆစ်ဆစ်ကလေးတွေအဲ့ဒါလေးကိုလည်းစင်စက်မပြတ်တင်ဆက်ပေးသွားမှာပါအခုဒါကတော့ကျွန်တော်ကတော့ ကြိုက်တဲ့အတွက်နောက်ပြီးတော့နဲ့တည့်ရသည်ကတော့ရှယ်ဆွဲပါပြီခင်ဗျာဘယ်ပါလို့တည့်အောင်

ာတခြားလေးပြလိုက်ပါဒီမှာတကယ်ကိုနော်စားခြင်းစပွဲဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအထားလဲခံပါတယ်အစားလဲခံပါတယ်ခင်ဗျာ 先从你答应的那件开始。 စောင့်နေမှာတတိယဟိုမှာလည်းအများကြီးကြံနေရ ော့ဟိုဟာစိတ်နှလုံးနဲ့တော့တော့မှတက်တယ်နော် အခုလိုမျိုးတွေကတွင်းလဲမိန်နဲ့เนาะအချိန်ပေးရလဲတက်တာတယ်ရက်ရှည်လဲစလို့ရအရသာရှိရှိဟင်းတစ်ခွက်အနေနဲ့ရရှိတယ်เนาะကျွန်တော်ငပီတောင်းလေးကိုလှုပ်ရှားကြည့်ပါလို့ပြောရင်းနဲ့ကျွန်တော်နဲ့ဘဲဘဲလေးကနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်